ဒါလီမြို့တွင်ရန်ပြည်နယ်စီမံသားရေးဌာနကျိုင်းတုံမှ2025 2026ခုဘဏ္ဍာရေးနှစ်အတွင်းစောင်းရွက်မြင့်ငွေလုံးငွေရင်းလုပ်ငန်း၅ခုအခြေအနေအားကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်ဒါလီမြို့တွင်ရန်ပြည်နယ်စီမံသားရေးဌာနကျိုင်းတုံမှ ခိတ္တဌာနကွဲတာဝန်ခံဒုတိယအင်ဂျင်နီယာမူကြီးဦးစိုးတန်းနှင့်အဖွဲ့သည်ဇွန်လ24ရက်မွန်းလွဲ၂နာရီချိန်ကဒါလီမြို့နယ်ကွဲ စီပင်သားရေးဌာန၏အကောင့်ထဲပေါ်ဆောင်ရွက်နေမှုအခြေအနေများကိုကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ထို့သို့စစ်ဆေးရာတွင်ရှမ်းပြည်နယ်စီပင်သားရေးဌာနကျိုင်းတုံမှခိတ္တဌာနခွဲတာဝန်ခံဒုတိယအင်ဂျင်နီယာမူကြီးဦးစိုးတန်းနှင့်အဖွဲ့သည်တာလီမြို့နယ်ကွယ်စီပင်သားရေးဌာန၏2025-2026ဘဏ္ဍာနှင့်အတွင်းငွေလုံးငွေရင်းခွင့်ပြုရထားငွေကျပ်64.83ရာသန်းဖြင့်ဆောင်ရွက်မည်။ငွေလုံးငွေရင်းလုပ်ငန်း၅ခုဖြစ်သော အမှတ်၃ရပ်ကွက်ရှိ ဈေးရုံအဝင်လမ်း200ပီ12ပီ6လက်မှကွန်ကရစ်လမ်းခင်းခြင်းဂါလန်3000ဆန်ယေစုကံမှာတာလီလမ်းစုံထိ PVC ပိုက်6လက်မှ900ပီပိုက်လိုင်းတွေ့တန်းခြင်းရေဖို့ပိုက်လိုင်း3လုံးတက်ဆင်ခြင်းနဲ့ PVC ပိုက်3လက်မှ880ပီပိုက်အစားထိုးလဲလေခြင်းမိုင်းလင်းအနောက်ကျေးရွာဈေးဆိုင်ပုတ်တက်ဆင်ခြင်းနဲ့ဈေးနောက်ဖက်ချမ်းချန်စီယူ150ပီ6ပီ ကွန်ကရစ်တိုင်တန်စကားကာယံခြင်းနဲ့အစာမျိုးစာ လက်တော့တလုံးဝယ်ယူခြင်းစသည့်ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ရာမြို့နယ်ကွဲတာဝန်ခံနဲ့တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းများဆောင်ရွက်နေသည့်အခြေအနေများကိုလိုက်လံရှင်းလင်းတင်ပြခဲ့ပြီးလိုအပ်ချက်များကိုပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ